ချန်ပီယံလိပွဲစဉ်နဲ့ချယ်ဆီနဲ့ဘန်ဖီကာမင်္ဂလာပါကိုခင်းစတဖုတ်ဘောရှူအနေချိုးသွားတယ်ကျွန်တော်ကိုခင်းမှာအင်္ဂါညတနအိုက်ကမှရှင်ပြိုင်ကစားမယ်ချယ်ဆီနဲ့ဘန်ဖီကာတို့ရဲ့ပွဲချုပ်သုံးသပ်ချက်ကိုလှုပ်သွားကြပါတယ်ခီးပွိုင်စီအရင်ဆွဲထုတ်ကြည့်အောင်ချယ်ဆီကတော့ဟန်ဒီကပ်ဆိုရင်ဝိုးဝေးရှောင်အောင်အသင်းတစ်သင်းလုံးဖြစ်နေပြီဘရိုက်တန်ရဲ့ပွဲစဉ်မှာလည်းအဲ့ဒီအကွက်တွေတိလို့ ကျွန်တော်တူတယ်ကို over ကိုရွေးပေးခဲ့တာပွင့်လင်းပြောရင်တော့ Chelsea ကလုံးဝယုံကြည်ခြင်းစရာမကောင်းတော့တဲ့အသေးတင်ဖြစ်သွားပါပြီမှန်းချက်နဲ့နန်းထွက် မကြိုက်တဲ့အသင်းတွေထဲမှာ Chelsea ကအဆိုးဝါးဆုံးလို့ပြောလို့ရတယ်။ဒါကျွန်တော်တွေမဟုတ်ဘူး။နိုင်ငံခြားဘောလုံးဝဲသုံးသပ်ခန့်မှန်းသူတွေ၊နော် Pandit တွေ၊ Football Expert တွေအကုန်လုံးက Chelsea ကို FIFA Club World Cup ကဆွမ်းဆောင်ယူကြည့်ပြီးအကဲဖြတ်ခဲ့တာ။ဒီနှစ်ဘောလုံးရာသီမှာသူတို့တခုလုံးပြနိုင်တယ်။လူဝင်အားဖြစ်တင်းမှုတွေကလည်းအဆင်ပြေတယ်ဘာညာစသဖြင့်ပေါ့လေ။လူဝင်အားဖြစ်တင်းမှုအဆင်မပြေဘူးပြောရမလို့ပြေတယ်။ဒါပေမဲ့ပြေတဲ့အိုးပဲရေတွေထပ်ဖြည့်ခဲ့တယ်။မပြေတဲ့အိုးကိုရေဖြည့်ဖို့မေ့သွားတာအဓိကပြဿနာပဲ။ပြောချင်တာ Now 10စုဖွဲ့မှု တော်ရွတ်ရွင်စုပ်ပြတ်တက်နေပါတယ်။ကျွန်တော်အဲစကားပြောရင်တော့နားခောက်ကောင်းနားခမယ်ဗျာ။တိုးတော့အဲ့ဒါအမှန်တရားပဲ။အသိအနေထဲမှာအစိုးရဆုံးနောက်တန်းစုဖွဲ့မှုကိုပိုင်ဆိုင်ထားတယ်လို့ပြောလို့ရတယ်။အဲ့တော့ကြောင့်ကျွန်တော်ညီကိုအနေနဲ့ဒီပွဲစဉ်ကိုအများကြီးမမျှော်လင့်ထားသင့်ဘူး။ပြန်လင်းပြောရင် Benfica က Lincoln City တက်လဲကောင်းတယ်။အခုနောက်ဆုံးတွေ့ခဲ့တဲ့ Brighton တက်လဲကောင်းတယ်။ United တက်လဲကောင်းတယ်။သူတို့ဒီ Champions League ပွဲစဉ်တက်မှာပဲ Quarabel ကိုအင်ကွင်းမှာရှုံးခဲ့ပေမဲ့ Portuguese League မှာကတော့ရှုံးမမရှိသေးဘူးနော်။ Benfica ရဲ့ကစားသမားစုဖွဲ့မှုအရာလည်း Chelsea ကိုဒုက္ခပေးနိုင်မယ့်ကစားသမား တွေနေရာတိုင်းမှာပါတယ်တိုက်စစ်ပိုင်းမှာဆိုဗျာဒါ positive stood လို့ကစားသမားမျိုးတွေကိုးသွင်းနိုင်လွန်းမြင့်နေဒါတိုက်စစ်မှုမျိုးပေါ့ဗောနော်ကျွန်တော်နောက်နံပါတ်10နေရာမှာဆိုရင်လဲ sudakov လို့မျိုး chelsea ကလိုချင်ခဲ့တဲ့ ukraine ရဲ့ဒါ star player တယောက်လဲပါနေတယ်နောက်မှာဆိုရင်လဲ ottomani တို့ seva တို့စတဲ့အရေးသွင်းမြင့်ကစားသမားတွေရှိနေစေဖြစ်တဲ့အခါကြတော့ကျွန်တော်ဒီပွဲစဉ်ကို chelsea ကိုပြက်နိုင်မယ်လို့ဘယ်လိုအတွေးခေါ်မျိုးနဲ့ကျွန်တော်မျှော်လင့်လို့ရမလဲ နောက်တန်းရဲ့ရေကြီးနေတာလေဗျာရေကြီးနေတဲ့အပြင်ကစားသမားတွေကလည်းညောင်းနေပြီပွဲပန်းနေပြီအတင်းရဲ့အဓိကကစားသမားကိုးပါမားကလည်းမပါဘူးတိုက်စစ်ပိုင်းမှာ JB ရှာထွက်နေ JB တေတော့မယ်ပွဲစဉ်တိုင်းသူပဲပကုံးထမ်းပြီးရုံးပေးနေရတာစတီဗောင်းတို့နော်နောက်ဂစ်ဒန်စ်ဂါနာချူအကုန်အံဝင်ဖို့လိုအပ်ချက်တွေရှိနေသေးတယ်အဲ့တော့ချယ်ဆီကိုမကောင်းတာတွေကြီးပဲရွေးပြောနေတာမဟုတ်ဘူးလက်ရှိချိန်လေကောင်းတာတကွပြပါဘရိုဆိုကျွန်တော်ဘယ်အကွက်ကိုထုတ်ပြီးပြောရမလဲကျွန်တော်တို့အများကြီးမျှော်လင့်ထားတဲ့ JB တောင်နောက်ပိုင်းပွဲစဉ်တွေကိုမသွင်းတာကြားလာပြီအဲ့ဒီအတွက်ကြောင့်ဒီပွဲစဉ်မှာ ဖီကာကတော့တတပူပူပြိသက်ကြိုက်တဲ့အသင်းဖြစ်နေနိုင်တယ်နောက်တစ်ပိုင်းဘန်ဖီကာဘန်ဖီကာဒီပေါ်တူဂီလိရဲ့အင်အားကြီးအသင်းတွေထဲမှာတသင်းဖြစ်အများအားပါဝင်ပေါ်တိုဘန်ဖီကာစပိုတင်လစ်စပွန်ဆာမျိုးလုံးမဲ့ပြီးပြောရင်တော့ရတယ်အဲ့လိုဟိုဘယ်လိုပြောမလဲတခြားလိတစ်ခုရဲ့ အစ်မြင့်အတင်းတင်းသည် အဝေးကွင်းရောက်ပါစေအောင်ခံကန်နိုင်စွမ်းရှိတယ်အတွေ့အကြုံရင်းတဲ့သူတွေပါနေတယ်ဒါအပြင်ကျွန်တော်တို့အဓိကအချက်ပေါ့နော်နီးပြအပြောင်းလဲအင်းတော့ဟူဗာနဲ့နီးပြဟောဘရူနိုလတ်ချ်အခုမော်ရီညိုမော်ရီညိုကျွန်တော်ရဲ့ချစ်တော်ညိုကြီးညိုကြီးစတန်ဖို့ဘရစ်ကိုပြန်လာမယ်ညိုကြီးရဲ့ပထမဆုံး နော်ချယ်ဆီကိုရင်ဆိုင်ရမယ့်ပွဲမော်ရီညိုရဲ့ခစ်ဆိုတာမရှိတော့ပါဘူးလက်ခံတယ်သူမဲ့မော်ရီညိုရဲ့ဉာဏ်ဉီဉဏ်နဲ့ဉာဏ်ပြဉာဏ်ဝါတွေရှိနေသေးပဲမော်ရီညိုမာရက်စကာကူပြတ်သွင်းနိုင်မယ်ထင်သလားဘယ်လွယ်မလဲဗျမော်ရီညိုကဒီလီပုံစံကစားတဲ့တော်နမန့်နေတာအစင်မပြေတော့တာတပွဲတို့ပလန်ကောင်းနေသေးပဲလို့တော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ဆိုလို့ရဖလားရဖို့ဘာညာတိပြောတာမဟုတ်တော့စကားလည်းတကားတည်းကျွန်တော်ဟို ြောရှင်းပြီးတော့ပြောပြထားသေးတယ်အဓိကဒီတပွဲဆိုရင်တပွဲဆိုတော့အာယုံစူးစိုက်မှုအပြည့်နဲ့ကစားနိုင်တဲ့အခြေသွေးအခြေမျိုးမော်ရီညိုမှာရှိနေသေးတယ်နောက်မော်ရီညိုရဲ့ပထမဆုံးချန်ပီယံလိပွဲအမားလုံးမယ်လို့ကျွန်တော်အဲ့တော့မတင်ဘူးအဲ့ဒီ key points တွေဒီ ကျွန်တော်အဘောင်အရင်တည်းကပြောနေတကြားမဟုတ်ဘူးကျွန်တော်ဘယ်တင်းကိုရွေးချယ်တင်လဲအဘယ်တင်းကဒီချိန်မှာအားသာချက်တွေပုံများလဲအားနေချက်တွေရှိနေလဲသိစေချင်လို့ကျွန်တော်ပြောပြတာဟုတ်ပြီနောက်တစ်ပိုင်းအာရှရဲ့အကြောပေးမှုတွေကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်ဝန်ဒီလက်ရှိခြေသွမ်းနဲ့လက်ရှိအခြေအနေနဲ့ဆိုရင်ဒီအကြောပေးမှုကများတယ်လို့တောင်ပြောလို့ရသေးတယ်ပြင်းတယ်ပြင်းတယ်ဗျာဝန်ဒီဆိုတာတလုံးတဝက်နိုင်လောက်ပဲပေးတင်တော့တဲ့ခြေသွမ်းမျိုးဆိုတော့ရှင်းတယ်ကျွန်တော်ကတော့ဝန်ဒီတို့လဲခြေသီးကြောက်တယ်ခြေသီးကိုမရွေးပေးရတော့ဘူးရွေးလည်းမရွေးပေးတော့ပါဘူးဒါ brand sorry brighton နဲ့ပွဲစဉ်မှာခရက်ကကျွန်တော်မရွေးတော့ ဘူးတိုတယ်ကို over ကိုပဲကျွန်တော်ရွေးလိုက်တာလုံးဝအမှန်သွားတယ်အခုအချိန်မှာကျွန်တော်တွေက Chelsea နဲ့ပတ်သက်ပြီးလှုပ်ရှားလို့ရတဲ့အရာတခုတော့ရှိတယ်အခုအပိတဲ့အသင်းကိုအဲ့လိုပြောရင်တော့မကောင်း Chelsea ဘက်ကန်ကန်နော်မကန် Chelsea နဲ့တွေ့တိုတယ်ကို over ပြီးနောက်တန်းညာကိုပေးရတာတွေကလုံးဝလွယ်လွန်အားကြီးတဲ့ scramble goal တွေပေါက်တက်ကြရ goal တွေကျွန်တော်တို့ပေးနေရအမြင်မောရှင်းတော့ပုံလုံးဝမနိုင်ဘူး Morinho မသိဘူးထင်လားကျွန်တော်ညီကိုတို့ဒီအသင်းရဲ့အထဒီအသင်းရဲ့တဒေဒီ ဒုက္ခဒုက္ခတော့ကနဲ့လောကမတူဘူးလက်ရှိချိန်ဘာတွေအားနည်းနေလဲဆိုတာကျွန်တော်တို့လူမျိုးတွေတောင်မှဘေးအကျိပြီးသိတယ်ဘောလုံးမွဲတဲ့မလားချက်သီးနဲ့ကန်ခဲ့တဲ့အခြေအနေတွေကို၄၅ဘွဲစတိုင်တော့သူကြည့်လိုက်အပြင်းမဟုတ်တော့မှ highlight အခြေတွေကြည့်လိုက်အားနည်းချက်တွေချက်ချင်းတန်းပေါ်ပြီးဒါတော့သူသိတယ်အဲ့တော့ pervitis တို့လို့ကိုသမားမျိုးတကယ်ထိတ်တန်းတိုက်စစ်မှုတယောက်ရဲ့အခြေသွေးမျိုးတွေရှိနေရတော့ pervitis grease တိုက်စစ်မှုတွေထဲမှာဒါမျိုးနဲ့ယူနဲ့ကောင်းခဲ့တဲ့ တိုက်စစ်မှုတွေကြီးပဲအဲ့ဒီမှာ Pavidis လေတယောက်အပါဝင် Shaw 1D ကပွင့်လင်းပြောင်း Benfica တန်နေဗျာနိုင်သွားပြိစီအောင်ကျွန်တော်တို့ဒီဘွဲနိုင်အောင်ကန်သွားရပဲထားတကူနှစ်အထက်သွင်းယူဖို့ဆိုတာအဲ့လောက်ထိမလွယ်ဘူးကျွန်တော်တို့ Benfica ကို handicap ပြရွေးပေးခြင်းတယ်တိုတယ်ကိုနောက်တစ်ပိုင်း 3D 3D ကဘရေးတန်နေ Brighton နဲ့ဘွဲလိုမျိုးပဲ2-1ဖြစ်သွားပြိစီအောင် 3D ဖြစ်နေပြီဗျာဆိုတော့တိုတယ်ကိုတော့ကျွန်တော် first priority အနေနဲ့ရွေးပေးခြင်းတယ်တိုတယ်ကို over first priority second priority ကတော့ Benfica ပါโอเคကျွန်တော်နောက်တစ်ပိုင်းဒီနေ့သင်ကြားရတဲ့ကိန်းကနေအချက်လက်လေးတွေအနည်းငယ်ပြောပြ ြချင်ပါတယ်။ Chelsea နဲ့ Benfica တို့ဟတ်တူအထိတ်တဲတွေ့ဆုံမှုတွေကဟိုရာသဝင်လေးတွေရှိခဲ့တယ်ပေါ့နော်။ Benfica ကို Chelsea နိုင်တဲ့အချိန်ခါတိုင်းအပူဆွေးသွားတာတွေရှိတယ်။အဲ့ဒါကလည်းတစ်ချိန်မို့နှစ်ချိန်မို့ပေါ့နော်။မမေးရပြောမယ်ဆို2012တုန်းကကျွန်တော်တွေ Benfica ကိုအနိုင်ယူပြီးနောက်တစ်ဆင့်ကိုကျွန်တော်တို့တက်ခဲ့တယ်။ပြီးရင်အဲ့2012မှာကျွန်တော်ဘူဆွေးတယ်။နောက်ထပ်တစ်ချိန်ကဒါ Europa League Final မှာ Torres တွင်းသွားတဲ့ဂိုးပေါ့ဗျာမှတ်မိမယ်။ နောက် Ivan Novik လာမသိသွင်းသွားတဲ့ခေါင်းတိုက်ကိုပေါ့အဲ့ကိုရင်းနဲ့သူကျွန်တော်အနိုင်ယူပူဆွဲခဲ့တယ်နောက်ဆုံးတစ်ချိန်က FIFA Club World Cup နောက်အခု Benfica ကို4-1နဲ့နိုင်ပြီး final ရောက်တဲ့ PSG နဲ့တွေ့တယ်ပူဆွဲတယ်အဲ့လိုမျိုးဟိုထူးခြားတဲ့တိုက်ဆိုင်မှုလေးတွေတော့ရှိတယ်ပေါ့ဒါပေမဲ့ကန်ကိုယုံပြီးစူးပုံမနေနဲ့အရာတိုင်းကိုကန်အဆုံးဖြတ်တာတော့မဟုတ်ဘူးကန်အဓိကကွာကန်ကြီးကကိုယ့်ဘက်ပါနေရဆိုတာမှန်ပါတယ်တစိမ့်တစိမ့်သားခွန်အားရစီပါတယ်ဒါပေမဲ့အရာတိုင်းကိုကန်အဆုံးဖြတ်လို့မရဘူးငါကန်ကောင်းတယ်ကွာဘာတောက်လို့မှမလုပ်ဘူးကွာထိုင်နေမယ်ကွာတလားတခါစက်သိန်းလောက်ဝင်တယ်ဆိုမဝင်ပါဘူး အဲ့ပြောချင်တာဘန်ဖီကာနဲ့တွေ့တိုင်းကျွန်တော်တို့တွေရဲ့ကံကောင်းမှုတွေဘလောက်ပဲရှိခဲ့ရှိခဲ့ဒီတစ်ချိန်မှာတော့အဲ့တလောက်ထိသွားပြီးတော့ဘယ်လိုပြောမလဲကတ်တက်ပြီးတွေးနေလို့မရအောင်ဆွဲဆွဲကတ်ပြီးတွေးနေလို့မရအောင်ဗျာဆိုတော့ဒီဟတ်တူဟတ်မှာတော့ချယ်ဆီအနေနဲ့ဘန်ဖီကာကိုအတားစီလုံးဝရရှိထားရလို့ပဲပြောရမှာပါနောက်ထပ်တစ်ပိုင်းချယ်ဆီတင်းရဲ့အခုနောက်ဆုံးကစားထားတဲ့ပွဲစဉ်ရလဒ်တွေပေါ့နော် Chelsea က Premier League မှာ Brentford ကိုတေချခဲ့တဲ့ပွဲပြီးနောက်ပိုင်းတောက်လျှောက်မနိုင်တော့ပါဘူး United ကိုရှုံးတယ်နောက် Brighton ကိုရှုံးတယ်နှစ်ပွဲရှုံးပြီးတပွဲတေချတယ်ဂျားပွဲတွေမှာဆိုရင် Bayern Munich ကို3-1နဲ့ရှုံးတယ် Lincoln City ကို2-1နဲ့နိုင်တယ်အဲ့တော့ Lincoln ကို2-1နဲ့နိုင်တဲ့ပွဲကလည်းစာဖွဲ့လို့မရအောင် Lincoln လို့ပါချီပါချက်အသေးမျိုးတော့မှ Chelsea ကိုမင်းပါလဲငါပါလဲမေးပြီးတော့တီးခဲ့ဖြုတ်ခဲ့တာနော်တမင်းတည်းကဂိုးဝင်ရမယ့်အခြေအနေရှိခဲ့တာ ပြောရင်တော့မကောင်းကြောင်းတွေကြီးပဲဖြစ်တယ်ကျွန်တော်လည်းမပြောချင်ဘူးကျွန်တော်ကိုယ်တိုင်လည်းနားမခံတာကျွန်တော်ဒါပါအနည်းချက်ရွေးချယ်ရမယ်ဆိုရင်လည်းကျွန်တော်တူတေကိုအိုဗာနဲ့ဘန်ဖီကာကိုပဲရွေးချယ်ပေးချင်ပါတယ်ခင်ဗျ